မြန်မာနဲ့ထိုင်းမှာလောက်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်ဘန်ကောက်မြို့ချက်တူချက်ပန်းချက်အနီးဆောက်လက်ဆအဆောင်ပြိုကျပြီးတော့ပိတ်မိနေတဲ့မြန်မာလူထုအများစုပါဝင်စုစုပေါင်းအယောက်100ထပ်မင်းရှိနေတယ်လို့သိရပါဗျ။ဒီသတင်းကိုတော့ကျွန်တော်ဇွဲတက်ကတင်ဆက်ပေးလိုက်ပါရခင်ဗျာ။မြန်မာနိုင်ငံစကိုင်းမြို့အနီးဗဟိုပြုတ်ပြီးလောက်ခတ်သွားတဲ့ပြင်းအား register scale 9.9ရှိတဲ့ငလင်ကြောင့်ထိုင်းနိုင်ငံမှာလည်း match လ28ရက်နေ့လယ်ပိုင်းမှာငလင်လောက်ခတ်ခဲ့ပြီး ဘန်ကောက်မြို့ချက်တူချက်ပန်းချံအနီးအထက်30ရှိဆောက်လက်ဆအဆောင်တစ်ခုလုံးပြိုကျပျက်စီးခဲ့ပါတယ်။ပြိုကျပျက်စီးခဲ့တဲ့အဆောင်တွင် site တစ်ခုမှာဆောက်လုပ်ရေးအလုပ်သမားတွေအယောက်90နီးပါးလောက်ကန်ပြီးမြန်မာလူသားအများဆုံးပါဝင်တယ်လို့သိရပါတယ်။နောက်ဆုံးသိတဲ့သတင်းကတော့ तू ကအခုပြိုကျတဲ့နေရာကတော့ဘန်ကောက်မြို့ဒီဟိုချက်တူးကြပေါ့နော်ချက်တူးကြဘန်ကောက်မြို့လေလို့လည်းပြောလို့ရတာပေါ့နော် အဲဒီပြိုကြတဲ့ထဲမှာဒီအလုသမား90ထဲမှာပေါ့အားလုံး43ယောက်ကဒီပြိုကြတဲ့တိုက်ထဲမှာပိတ်မိသွားတယ်နောက်ဆက်တွဲနောက်ဆုံးသိရတဲ့တိုင်းကတော့အလုသမား90အဲ့ထဲမှာလှုပ်လှုပ်ကိုင်းနေတယ်အဲ့ထဲမှာတချို့ကထွက်ပြေးလာတာမှီတယ်43ယောက်ကတော့အဲ့တိုက်ပြိုကြတဲ့ထဲမှာပိတ်မိသွားတယ်ပါသွားတယ်ပေါ့နော်အခုလိုမျိုးဒီငလင်တန်ကြောင့်တဘာဝဘေးတန်ကြောင့်ဒီတိုက်ပြိုကြမှုထဲမှာပါသွားတဲ့သူတွေကိုကယ်ဆယ်ဖို့အားထိုင်းဆိုးရဘက်ကတော့အခုလက်ရှိစတင်လှုပ်ဆောင်နေနေပြီပေါ့နော်အခုကတော့ကယ်ဆယ်ဖို့ကိစ္စတွေသူတို့လှုပ်ဆောင်ပေးမှသိကြပါတယ် တေဆုံးသည်စရင်နေမတိရသေးဘူးလောကယ်ပြိုကြတယ်မှာပိတ်မိတဲ့စရင်ပဲဒါပြောထားတာပေါ့နော်ဒါပေမဲ့တိုက်ကြီးကလုံးဆောင်ပြိုကြသွားတာဆိုတော့ဟိုအနေရောများတာပေါ့နော်ထိုင်းရမြန်မာလူသမားကြီးကိုညီပေးနေတဲ့ AAC မဟာမိတ်အဖွဲ့ကငလင်တန်းကြောင့်ပြိုကြပျက်စီးခဲ့တဲ့ချက်တူချက်ပန်းချံအနီဆောက်လက်ဆောက်အဆောက်အုံစီကိုမတ်လ28ရက်ညနေပိုင်းမှာတွားရောက်စုံစမ်းနေတယ်လို့ဆိုပါတယ် ငလင်လောက်ခတ်မှုကြောင့်အဆောင်ပြိုကျမှုကနေထွက်ပြေးလွတ်မြောက်လာတဲ့အလို့သမားတချို့နဲ့မိသားစုဝင်နဲ့တွေ့ဆုံကပိတ်မိပြဆုံနေတဲ့မြန်မာလူသမားတွေရဲ့အခြေအနေတွေကိုတွားရောက်မေးမြန်းနေတယ်လို့ဆိုပါရစေ။ဒီတဲ့နေရောပိတ်မိနေတယ်ဆိုပြီးတော့ပြောလို့အဲ့ညာမြန်မာပြည်သားတွေပါတယ်ကျွန်တော်တို့လည်းအဲ့နေရာတွားနေတယ်ဗျ။ဒီ၃နာရီနောက်ပိုင်းမှာနောက်တစ်ချိန်ထပ်ပြီးတော့တော့မယ်ဆိုတော့ဆက်ရုံအလုပ်ရုံကိုပိတ်ခံရတယ်။အခုဒီ chain ဆိုရဘက်ကပေါ့နော်။ အလုတ်သမားကြီးအကုန်လုံးကိုအလုတ်ယုံအားကြီးပြောကျွန်တော်တို့အကုန်လုံးအလုတ်လုတ်ခိုင်းတာပေါ့နော်ညနေ9:00နာရီကျုပ်ကအလုတ်တွေလွတ်ပေးပါသူတို့နောက်တစ်ချိန်ပြန်ပြီးတော့ဖြစ်မယ်ဆိုတော့ခုအလုတ်ယုံဆက်ယုံကြီးအကြောင်းကြီးအကုန်လုံးအကြောင်းသားကြီးကိုပြန်ဆွတ်နေတာပေါ့ဗျာကျွန်တော်တို့ခုလက်ရှိက42ယောက်တည်းမှာမြန်မာအများစုပါတယ်ပဲသိရတယ်ဟုတ်တယ်သိရတယ်ယောက်40ကျော်အဆက်အသွယ်ပြတ်နေမတ်လ28ရက်နေ့ည10:00နာရီထိနောက်ဆက်တွဲသတင်းတွေအရပိတ်မိနေတဲ့အလုသမာစုစုပေါင်းမြန်မာအလုသမာအများစုအပါအဝင် စုစုပေါင်း100ထပ်မင်းနဲ့ပိတ်မိနေတယ်လို့သိရပါဗျာ မြန်မာပြည်တွင်းစကိုင်းမြို့အနီးကိုဗဟုပြုပြီးမတ်လ28ရက်နေ့လပိုင်းမှာအင်အား9.3ရှိအင်အားပြင်းငလင်တစ်ခုလောက်ခတ်သွားကြောင်းအမေရိကဘူမိဗေဒလေးလာရေးဌာနကထုတ်ပြန်ပါတယ်။အင်အားပြင်းငလင်ထံကိုမန္တလေးရန်ကုန်နေပြည်တော်တောင်ကြီးစတဲ့မြို့တော်တော်များများမှာတိတိတသာခန်းစားခဲ့ရပြီးငလင်ကြောင့်တိုက်ဆုံသူဒါဇင်နဲ့ချီရှိနေကထိခိုက်ပျက်စီးမှုတွေလည်းအများကြီးရှိနေတယ်လို့ကနအူးသိရပါတယ်။ငလင်ဘ ਹੁ ချဟာမြန်မာနိုင်ငံစကိုင်းမြို့နဲ့ 12ကီလိုမီတာกว่าဖြစ်ပြီးစကိုင်းမှာစကိုင်းတရာဟောင်းပြိုကျပျက်စီးခဲ့ပါတယ်။အင်အား9.8ရှိတဲ့ငလင်ကြီးလုခတ်ပြီးတဲ့နောက်ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယ၊လာအို ထိုင်းမြန်မာနဲ့တရုတ်တို့မှာတက်ရောက်ခဲ့ပါတယ်ခင်ဗျာ။ကျွန်တော်ဇွဲသက်ပါ